ကျမတို့စိတ်ကူးထဲမှာမိသားစုလေးနှစ်စုကိုမြင်အောင်ကြည့်ရအောင်ပထမမိသားစုကသူတို့အချစ်ရဆုံး၉နှစ်အရွယ်သမီးလေးဆုံးသွားခဲ့တယ်ဒုတိယမိသားစုကကြတော့သူတို့အချစ်ရဆုံး၉နှစ်အရွယ်သမီးလေးပျောက်သွားခဲ့တယ်သိသလားရှင်သလားမသိရအောင်ဖြစ်ခါစမှာဒီမိသားစုနှစ်စုရဲ့ခံစားချက်ကအရန်ကိုဆိုးရွားနေမယ်ဆိုတာအသေးချပဲ ခံစားချက်ချင်းသာမတူရင်နေမယ်သူတို့ခံစားရတဲ့ဝေဒနာအဆင့်ကတော့ဘေးမိသားစုဘက်ကမှမလျော့သွားတော့ဘူးအတူတူနှိပါအယံကိုယဉ်ကွဲနာကြပူလောင်နေကြမှာပဲဒါပေမဲ့နှစ်တွေကြာလာတဲ့အခါမှာတော့တည်သွားတဲ့ကလေးရဲ့မိသားစုရဲ့ဝေဒနာကတစတစတက်တာလာပြီးတော့သူတို့မိသားစုဝင်တွေက move on လုပ်သွားလာနိုင်လိမ့်မယ် တည်သွားတဲ့ကလေးရဲ့မိသားစုကိုအချိန်ကတဖြည်းဖြည်းကုစားပေးသွားပါလိမ့်မယ်။မကြုံတွေ့ချင်ပေမဲ့ဒါကလောကတဘာဝမလို့တဖြည်းဖြည်းနဲ့လက်ခံသွားနိုင်ပါလိမ့်မယ်။ ါပေမဲ့ပျောက်သွားတဲ့ကလေးရဲ့မိသားစုကတော့သူတို့သမီးလေးအကြောင်းကိုသူတို့ဘေးချိန်မှာပဲတွေးတွေးရင်းနှဲကိုမီးမြိုက်ပေးလိုက်တယ်လို့သူတို့ကခံစားနေရမှာပဲကလေးကတည်သလားရှင်သလားမသိသူတို့ကပူပင်နေမှာမိန်းကလေးကလည်းဖြစ်တော့ပျောက်သွားပြီးတော့တနေရရာမှာနှိပ်စက်ခံနေရမလားလိန်ကျွန်ပြုတ်ခံနေရမလားသူတို့အယမ်းစိုးရိမ်နေခဲ့ကြမှာဒီလိုကြောက်စရာခံစားချက်ကိုကိုနှစ်လုံးလုံးကြိတ်မိတ်ခံစားခဲ့ရတာကတော့ဖူစာကော့ဆာနိုးဆိုတဲ့သမီးလေးရဲ့မိဘတွေပါ ။သမီးလေးက1990ခုနှစ်နိုဝင်ဘာလ23ရက်နေ့အကျောင်းကဘေ့စ်ဘောပွဲကိုကြည့်ပြီးတော့အိမ်ကိုတယောက်တည်းပြန်လာတဲ့အချိန်လမ်းမှာပျောက်သွားခဲ့တာပါ။သူပျောက်သွားတဲ့အချိန်တုန်းကကလေးရဲ့အသက်က6နှစ်ပဲရှိပါသေးတယ်။မိဘတွေကအယူမီဝိုင်းသလိုဖြစ်သွားပြီးတော့ရဲတွေနဲ့အတူကလေးကိုအစွမ်းကုန်ရှာဖွေခဲ့ကြပေမဲ့ဘာတဲ့င်းအဆနာမှမကြားရတော့ဘဲနဲ့လုံးဝကိုပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့နောက်၉နှစ်အကြာမှာတော့အင်မတန်တုံလောက်စရာတည်တင်းတစ်ခုမိပါရီစီကိုရောက်လာခဲ့ပါတယ်။သူ့ကိုလူတစ်ယောက်ကဖမ်းခေါ်သွားပြီးတော့၉နှစ်လုံးလုံးအဲ့သူ့ရဲ့အခန်းထဲမှာလှောင်ထားခဲ့တာ ီအဖြစ်ပြက်ကဂျပန်မှာတကယ်ဖြစ်သွားခဲ့တာပါကလေးမလေးကိုဖမ်းခေါ်သွားတဲ့ပြန်ပေးသမားကသူ့ကိုဘလို့တွေလုတ်ခဲ့တယ်လဲကလေးကိုဘလို့ပြန်ပြီးတော့တွေးခဲ့ကြတယ်လဲတွေးတဲ့အချိန်မှာကလေးမလေးရဲ့အခြေအနေကဘလို့ဖြစ်နေခဲ့တယ်လဲမိဘအိမ်ကိုပြန်ရောက်ပြီးတဲ့နောက်သူဘလို့မျိုးဆက်ပြီးတော့ရုန်းကန်ခဲ့ရတယ်လဲဆိုတာကိုသိနိုင်ဖို့ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ကြည့်ပေးပါနော် Rocky the Storyteller ရဲ့ YouTube channel ကိုအမြဲအပေးကြည့်ရှုကြတဲ့မိတ်ဆွေဟောင်းများနဲ့အခုမှစပြီးတော့အပေးတဲ့မိတ်ဆွေတင်များအားလုံးမင်္ဂလာပါရှင်။ မိတ်ဆွေတို့ရဲ့ကြည့်ရှုအားပေးမှုကြောင့် Rocky the Storyteller YouTube Channel ကအခုဆိုရင် Subscriber 1000ပြည့်သွားပါပြီ Subscribe လုပ်ပေးကြတဲ့သူတယောက်ချင်းစီကိုအထူးကျေးဇူးတင်ကြောင်းကျွန်မပြောချင်ပါတယ်မိတ်ဆွေတို့ရဲ့အတိမပြုမှုအားပေးမှုကြောင့်ပဲကျွန်မရဲ့ Channel ကအခုလိုမျိုးတဖြည်းဖြည်းတိုးတက်လာတာဖြစ်ပါတယ် Subscriber 1000ဆိုတာကအောင်မြင်နေတဲ့ Channel တွေအတွက်ဆိုရင်ဒါအရင်နေတဲ့ပမာဏဖြစ်ပေမဲ့ကျွန်မလိုမျိုး learning by doing တမတယောက်ပေါ့နော် ီအသက်ဒီအရွယ်မှာမဆန်းသွွားွားနဲ့ဒီလမ်းကိုလျှောက်လာခဲ့တဲ့သူတယောက်အတွက်ကတော့တကယ့်ကိုမယုံနိုင်စရာအရေးအတွက်ဖြစ်ပါတယ် ဒါကြောင့်မလို့ကျမအရန်ပြောတယ် subscribe လုပ်ပေးကြတဲ့မိတ်ဆွေတူဦးချင်းစီကိုအထူးကျေးဇူးတင်တယ်ဆိုတာကိုပြောချင်ပါတယ် subscribe မလုပ်ထားပေမဲ့ကြီးစုအပေးလေးရှိတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်အစဉ်ပြေတဲ့အခါမှာကျေးဇူးပြုပြီးတော့ကျမ channel လေးကို subscribe လုပ်ပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင်မူခင်အကြောင်းလေးကိုပြန်ပြီးတော့အစကောက်ချင်ပါတယ် Fusago Sono ကဂျပန်နိုင်ငံက Echan နဲ့မြို့လေးတစ်မြို့ဖြစ်တဲ့ Niigata ဆိုတဲ့မြို့ငယ်လေးမှာ1989 November လ28ရက်နေ့မှာမွေးဖွား ါခဲ့ပါတယ်။အဲ့ဒီမြို့မှာပဲသူ့ကိုတိတ်ချစ်တဲ့မိဘတွေရဲ့လက်ထဲမှာသူကကြည်ပြင်းလာခဲ့ပါတယ်။သူ့ကိုဒီဆာချီကိုယာမဒါလို့လည်းခေါ်ကြတယ်။အမီလေးကငငေလေးကလေးကဒီဘေ့စ်ဘောအားကစားကိုအရန်ကြိုက်တယ်။သူတို့အကြောင်းကဘေ့စ်ဘောပွဲတွေဆိုရင်ဘယ်တော့မှအလွတ်မပေးဘဲနဲ့သွားကြည့်တတ်တဲ့ကလေးပေါ့ ူကမိဘမေတ္တာကိုလုံလောက်စွာရနေတဲ့ကလေးမလို့ပျော်ရွှင်တဲ့ကလေးဘဝကိုလည်းပိုင်ဆိုင်ထားခဲ့ပါတယ်။ဘေ့စ်ဘောအားကစားကိုအရန်ကြိုက်တဲ့သမီးလေးနဲ့အတူတခါတလေမိဘတွေကဘေ့စ်ဘောပွဲတွေလိုက်ပြီးတော့ကြည့်ပေးတတ်ကြတယ်။တခါတလေမိဘတွေမအားလို့လိုက်မပို့နိုင်တာမျိုးဆိုရင်လည်းသူတယောက်ထဲသွားကြည့်တတ်တယ်။နီကာတာမျိုးလေးကအရန်အေးချမ်းပြီးတော့မျိုးငယ်လေးမလို့မိဘတွေကသူတယောက်ထဲအဲ့ဒလိုမျိုးသွားလာနေလဲတိတ်ပြီးတော့စိတ်ပူတာမျိုးမရှိခဲ့ကြဘူး။သို့တော်လည်းပဲဒီနေ့မှာတော့ဖူဇာဂေါ်စနိုကအเจ้าဘေ့စ်ဘော ွဲလေးတစ်ခုကိုသွားကြည့်ရင်းနဲ့အိမ်ကိုပြန်မရောက်လာခဲ့တော့ပါဘူးအဲ့ဒီနေ့က1990ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာပါကျောင်းဘေ့စ်ဘောပွဲလေးပြီးသွားတော့တငေချင်းတွေကိုမိဘတွေကလာကြိုသွားခဲ့တယ်ဖူဇာဂေါစနိုကတော့အန်ဒီရေကသူ့ကိုစောင့်ကြိုနေတယ်ဆိုတာကိုမသိဘဲနဲ့တယောက်တည်းအိမ်ကိုတတရရလမ်းလျှောက်ပြီးတော့ပြန်လာခဲ့ပါတယ်တကယ်တော့တမီလေးចောင်းကနေဆထွက်လာကလေးကသူ့နောက်ကိုလိုက်ချောင်းနဲ့မြေခွေးလိုယုံမာတဲ့လူတယောက်ရှိနေခဲ့ပါတယ် သူကကလေးမလေးနောက်မှာ သူ့ကားလေးကိုဖြည်းဖြည်းလေးမောင်းရင်းနဲ့လိုက်လာခဲ့တယ်။လူရှင်းတဲ့နေရာတနေရာကိုရောက်တဲ့အခါမှာသူကရုတ်တရက်ဒီဖူဇော်ကိုစနိုလေးနားမှာကားကိုထိုးရက်လိုက်ပြီးတော့ကားပေါ်ကနေအ мян ဆင်းလာခဲ့တယ်။ အယုတ်တရမလို့ကြောင်ပြီးရက်နေတဲ့ဖူဆောင်ကောစနိုလေးကိုအဲ့ဒီလူကြီးကဓားထောက်ချင်းချောင်းလိုက်ပြီးတော့ကားထဲကိုဝင်ခိုင်းခဲ့ပါတယ်။သူ့ရဲ့1 byte ကိုထောက်ထားတဲ့ဓားက16စင်တီမီတာလောက်ရှည်တယ်။ယောက်ျားကြီးတယောက်ကအသက်6နှစ်အရွယ်ကလေးမလေးကိုဓားထောက်ချင်းချောက်ပြီးတော့ကားထဲဝင်ခိုင်းခဲ့တော့ဖူဆောင်ကောစနိုလေးကအရန်ကြောက်ရွံ့သုံးလောက်စွာနဲ့ပဲကားထဲကိုဝင်လိုက်ပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့ဖူဆောက်ကောစနိုလေးကိုမိဘတွေက6နှစ်လုံးလုံးပြန်ရှာလို့မတွေ့တော့ပါဘူး။ မိဘတွေကကလေးပြောက်သွားတယ်ဆိုတာသိတာနဲ့တပြိုင်နက်ရေးစခန်းကိုသွားတိုင်ခဲ့ကြတယ်ပြီးတော့သူတို့ဖာရာသူတို့လည်းအစွမ်းကုန်ရှာခဲ့ကြတယ်ကလေးပြောက်ပိုစတာတွေနေရာအနှံ့လိုက်ကတ်တာတို့ကလေးပုံနဲ့လက်ကမ်းစာဆောင်တွေလက်မှတ်ပေါ်ထုတ်ဝေပြီးတော့မြို့နေလူထုကိုအကူအညီတောင်းခဲ့ပေမဲ့ကလေးအကြောင်းကိုဘယ်သူမှမသိကြဘူးကလေးကိုလည်းပြတ်မတွေ့ရတော့ပါဘူး ရေးတယ်လဲအစွမ်းကုန်စ조사ပြီးလိုက်ရှာခဲ့ပေမဲ့လုံးဝကိုမတွေ့ရတော့ပါဘူး။တချို့ကသူ့ကိုပြန်ပေးသမားတွေကဖမ်းခေါ်သွားပြီးတော့လင်းလုံငန်းမှာရောင်းစားလိုက်ကြပြီလို့ထင်ကြတယ်။တချို့ကကြတော့ကလေးမလေးကအိမ်ကနေထွက်ပြေးသွားတာဖြစ်နိုင်တယ်။စသဖြင့်အမျိုးမျိုးခန့်မှန်းပြီးတော့ပြောဆိုခဲ့ကြတယ်။တကယ်တော့သူ့ကိုဖမ်းသွားတဲ့နေရာနဲ့ 55ကီလိုမီတာလောက်ဝေးတဲ့နေရာကို ပြန်ပေးသမားကခေါ်သွားခဲ့ပါတယ်။မိုင်အနေနဲ့ပြောမယ်ဆိုရင်34မိုင်ကျော်ကျော်လေးဝေးတာပေါ့။ကလေးတယောက်အနေနဲ့ဆိုရင်ဘလို့မှအဲ့ဒီနေရာကနေသူ့အိမ်ကိုတယောက်တည်းပြန်လာတတ်မဲ့အကွာဝေးမျိုးမဟုတ်ဘူးပေါ့နော်။သူ့ကိုဖမ်းသွားတဲ့လူကြီးနာမည်ကနိုဘိုယိုကီဆတိုးလို့ခေါ်တယ်။သူ့ကို1962ခုနှစ်ဇူလိုင်လမှာမွေးခဲ့တာ အဲ့ဒီချိန်တုန်းကသူ့ရဲ့အသက်က28နှစ်ရှိပြီ။သူကမွေးရင်သူ့သမီးအရွယ်လောက်ဖြစ်မဲ့ဖုဇဂောစနိုကိုသူကအိမ်ကိုဖမ်းခေါ်သွားခဲ့တာ။အဲ့ဒီအိမ်မှာသူနဲ့သူ့အမေနှစ်ယောက်ပဲနေတာ။အင်းကနှစ်ထပ်အိမ်ပေါ့နော်။သူ့အမေကအောက်ထပ်မှာနေပြီးတော့သူကအပေါ်ထပ်မှာနေတာ။ တချို့တည်တင်းမှာရေးထားတာကတော့သူ့အမေ ကသူ့ထက်အသက်အများကြီးကြီးတဲ့အဖိုးကြီးကိုလက်ထပ်ပြီးတော့သူ့ကိုရခဲ့တာတဲ့သူကြောင်းနေတဲ့အချိန်မှာအဖိုးအရွယ်လောက်ရှိတဲ့အဖေကြောင့်ပေါ့နော်ကြောင်းကတငယ်ချင်းတွေရဲ့ဆနောက်တာကိုအမြဲခံခဲ့ရတဲ့အတွက်သူကသူ့အဖေကိုတဖြည်းဖြည်းနဲ့မုန်းလာခဲ့တယ်တဲ့ဒါကြောင့်မလို့သူကသူ့အဖေနဲ့ဆိုရင်ခက်တန်းတန်းခက်စိမ့်စိမ့်ပဲနေခဲ့တယ်ဒါပေမဲ့သူကအမေနဲ့တော့အတော်ကိုယဉ်နီးခဲ့ပါတယ် သူ့အမေကသူ့ရဲ့အလိုဆန္ဒမန္တမြကိုလက်လျောတတ်တဲ့အမေမျိုးဆိုတော့သူကအမေကိုပိုချစ်ခင်တာတော့မထူးဆန်းဘူးပေါ့နော်။သူအရွယ်ရောက်လာတဲ့အချိန်မှာသူ့အဖေကအယမ်းကိုအိုနေပြီ။ဂျပန်တို့ထုံးစံအတိုင်းပေါ့သူကသူ့အဖေကိုလူအိုယုံကိုပို့လိုက်တယ်။သူ့အဖေကအဲ့ဒီလူအိုယုံမှာပဲတည်သွားခဲ့ပါတယ်။ကြောင်းပြီးသွားတဲ့အခါမှာသူကကာယံဝေရေးလုပ်ငန်းတစ်ခုမှာအလုပ်ဝင်လုပ်ခဲ့တယ်။တနေ့တော့အလုပ်ထဲမှာတန်ရှင်ရေလုပ်ရင်းနဲ့သူ့ကိုယ်ပေါ်မှာဒီပင့်ကူအိမ်လေးမတော်တဆကတ်သွားခဲ့တယ်။ သူကအဲ့ဒါကိုအတော်လေးစိတ်အနှောက်ယှက်ဖြစ်ခဲ့ပြီးတော့အိမ်ရောက်တာနဲ့သူ့ကိုယ်သူတန်ရှင်ရဲ့လုံမဆုံးသူဖြစ်နေခဲ့တာပေါ့နော်ဘလောက်ဆေးဆေးပြောင်းနေလို့သူမခံစားရအောင်အဲ့လိုမျိုးတွေဖြစ်နေခဲ့တယ်။သူကအဲ့ဒီကိစ္စကြောင့်ပဲအလုတောင်မှထွက်သွားခဲ့တယ်။အဲ့ဒီချိန်ကနေစပြီးတော့သူကသူ့အမေအပေါ်မှာမိခိုပြီးနေရတဲ့အလုလက်မိတစ်ယောက်ဖြစ်လာခဲ့ပါဗျ။ အမေအပေါ်မှာမြည်ခိုပြီးတော့နေရပေမဲ့သူကသူ့ကိုငငေလေးကလေးကအလိုလိုက်တဲ့အမေအပေါ်ကိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးလာခဲ့တယ်အနိုင်ကျင့်လာခဲ့တယ်။သူကအမေကိုခံပြောတာတော့အော်ငေါက်တာတော့အဲ့ဒါမျိုးလုံယုံတင်မကသူ့ရဲ့အမေကိုနော်ဒီရေးတွေတုံးတဲ့ကျင်ဆက်လိုဟာမျိုးလေနော်အဲ့ဒါနဲ့တို့ပြီးတော့အချိန်ပေါင်းများစွာအဲ့လိုတို့ပြီးတော့နှိပ်ဆက်တာမျိုးတွေလုပ်ခဲ့တယ်။ဒါပေမဲ့တားကိုတိတ်ချစ်တဲ့အမေကသူ့သားသူ့ကိုအဲ့လိုမျိုးဘလောက်ပဲနှိမ့်ဆက်နှိမ့်ဆက်ရေးကိုလုံးဝမတိုင်ခဲ့ဘူး ဒါပေမဲ့အမေကစိတ်ကျမ်းမာရေးဌာနကိုတော့တွားပြီးတော့အကူအညီတောင်းတာမျိုးလုပ်ခဲ့တယ်။သို့တော်လည်းသူ့ကိုဘယ်သူမှမကူညီခဲ့ဘူး။နာဘိုယူကီဆတိုကအရင်တုန်းကလည်းကလေးတယောက်ကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ဘူးတယ်။ဒါပေမဲ့မအောင်မြင်ခဲ့ပေနဲ့ဖန်ခံခဲ့ရတယ်။အဲ့ဒီတုန်းကသူ့ကိုထောင်တနစ်ပဲချခဲ့ကြတာ။တနစ်ဆိုတာသူ့အတွက်ကတကယ်ဆိုဟိုဖင်လေးကောင်းလေးနဲ့ပြီးသွားတာဆိုတော့ तू ကတိတ်မကြောက်ဘူးပေါ့နော်နောက်ထပ်တစ်ယောက်ကို तू အစီအစဉ်တေးချဆွဲပြီးတော့ဖမ်းဖို့ပြန်လုပ်ခဲ့တယ် ကန်ဆိုးစွာနဲ့ပဲအဲ့ဒီလူကဖူဇော်ကိုစနိုလေးဖြစ်နေခဲ့တယ်။နပိုယိုဂီစတိုကကလေးကို သူနဲ့သူ့အမေနေတဲ့အိမ်ကိုဖမ်းပြီးတော့ခေါ်လာခဲ့တယ်။သူ့အမေမသိအောင်လို့သူကအနောက်ဘက်တကားကနေဝင်လာပြီးတော့သူ့အခန်းအပေါ်ထပ်ကိုခေါ်တက်သွားခဲ့တာ။အဲ့ဒီနေ့ကစပြီးတော့ဖူဇော်ကိုစနိုလေးကအဲ့ဒီအခန်းလေးထဲမှာပဲ၉နှစ်လုံးလုံးနေခဲ့ရတယ် ထူးဆန်းနာကသူ့အမေကသူ့သားကအပေါ်ထပ်မှာသူ့အခန်းထဲမှာကောင်မလေးတစ်ယောက်ကိုလူတစ်ယောက်ကိုဖမ်းချုပ်ထားခဲ့တယ်ဆိုတာတအိမ်ထဲနေတဲ့သူ့အမေကလုံးဝကိုမသိခဲ့ပါဘူးတဲ့ သူ့အမေကတားကိုချစ်လို့လိန်နေတယ်လို့တော့မထင်လိုက်ပါနဲ့သူတို့အဲ့ဒီအိမ်ကိုပြင်တဲ့အချိန်မှာသူ့သားနဲ့ဆောက်လို့ရေးလာလို့တဲ့သူတွေရံဖြစ်ပြီးတော့လေကားကိုပြီးအောင်မလုပ်ပေးသွားတဲ့အတွက်အပေါ်ထောက်ကိုအလွယ်တကူတက်လို့မရဘူးတဲ့ပြီးတော့သူကသူ့သားကိုအရန်ကြောက်ရတော့သူ့သားရဲ့အခန်းကိုသူကခွင့်ပြုချက်မရဘဲနဲ့လုံးဝမတက်ကြည့်ရဘူးဒါကြောင့်မို့လို့သူကဖုဆက်ကိုစွန့်လို့အပေါ်ထက်မှာ၉နှစ်လုံးလုံးရှိတာကိုမသိခဲ့တာ နောက်ပိုင်းသူ့သားကိုဖမ်းမိတဲ့အချိန်မှာရေးတွေကသူ့အမေကမသိဘူးဆိုတဲ့ဟာကိုအတည်ပြုပေးလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အမေရဲ့လက်ပွေရာတစ်ခုမှအဲ့ဒီခန်းထဲမှာရှိမနေလို့ပဲ။နဘိုယူကီဆတိုကကလေးလေးကိုတပ်ဖို့ပြန်ပေးဆွဲဖို့ငွေညစ်ဖို့ဖမ်းဆီးခဲ့တာမဟုတ်ဘူး။သူက ဖူးဆောက်ကိုစနိုးကိုအိမ်မွေးတရိတ်ဆန်လေးတွေလိုအိမ်ထဲမှာလှောင်ထားသလိုမျိုးသူကဖမ်းလောင်ထားခြင်းခဲ့တာသူလှုပ်ချင်ရလှုပ်ဖို့နှိပ်ဆက်ဖို့သူစိတ်ထွက်ပေါက်တွေအတွက်ဖမ်းလောင်ထားခဲ့တာသူကဖူးဆောက်ကိုစနိုးလေးကိုအိမ်သားတယောက်အနေနဲ့သဘောထားတာလို့ဖမ်းမိတဲ့အချိန်မှာပြောခဲ့တယ်ဒါကြောင့်သူကလင်းအကြမ်းဖက်မှုတွေပါတယ်လည်းမလုပ်ခဲ့ဘူးတဲ့ဒီစံကျင်ဘက်လိန်နဲ့ပေါ့နော်တခန်းထဲမှာကိုနှစ်လုံးလုံးနေခဲ့ပေမဲ့သူအကြမ်းဖက်တာတွေပါတယ်မလုပ်ခဲ့ဘူး ဒါပေမဲ့သူ့ကိုအဲ့ဒီခန်းကနေတော့လုံးဝထွက်ခွင့်မပေးခဲ့ဘူး။အိမ်အပေါ်ထပ်မှာကအိမ်သားရေချိုးခန်းလည်းမရှိဘူးတဲ့။အဲ့ဒါကြောင့်မလို့ကလေးမလေးကကိုးနှစ်လုံးလုံးအိမ်သားရေချိုးခန်းမသုံးခဲ့ရအောင်။အပေါ်အလေးကိုလည်းကျွတ်ကျွတ်အိမ်မှာပဲဆွံ့ရတယ်တဲ့။ရေချိုးရတယ်ဆိုတာလည်းအရန်ရှားတယ်လို့ပြောတယ်။သူကသူ့ရဲ့အမေအရေးချေကိုကြည့်ပြီးတော့အဝေးကြီးနေတစ်ခေါက်လောက်အိမ်အောက်ထပ်ကိုခေါ်ဆင်းလာပြီးတော့ရေချိုးခွင့်ပေးခဲ့တယ်လို့ပြောတယ်။တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ကလေးမလေးကိုသူကဒီ မိမဝတ်ပေါ့နော်အင်ဂျီအစ်စ်စိုက်ကြီးတွေကိုဝေပေးတာမျိုးမလုပ်ပဲနဲ့သူ့ရဲ့အင်ဂျီအဟောင်းတွေကိုပဲဝတ်ခိုင်းခဲ့တယ်။ဒါကြောင့်လဲဆိုတော့ तू ကမိန်ကလေးအင်ဂျီအစ်စ်သွားဝယ်တယ်ဆိုရင်လူတွေကသူ့ကိုသင်္ကာမကင်းဖြစ်လာမှာစိုးလို့။ तू ကသူ့ရဲ့အဝတ်ဟောင်းတွေကိုပဲပေးဝတ်တာ။ ပြီးတော့သူကစိတ်ဆိုးရင်ဆိုးသလိုမျိုးဖူဇော်ကိုစနောကသူ့စကားကိုနားမထောင်ရင်နားမထောင်သလိုမျိုးသူကစိတ်ကြိုက်နှိပ်စက်တယ်။သူ့အမေကိုနှိပ်စက်သလိုမျိုးပဲဖူဇော်ကိုစနောကိုလည်းကျင်ဆက်တွေနဲ့တို့တို့ပြီးတော့နှိပ်စက်တာမျိုးတွေလုပ်တယ်။သမင်းကိုလည်းပုံမှန်မကြွေးဘူး။တချို့ရက်တွေမှာဆိုရင်သမင်းတနက်ပဲကြွေးတယ်တဲ့။ဒါကြောင့်မို့လို့ကလေးမလေးကတဖြည်းဖြည်းနဲ့အာဟာရချို့တိတ်လာပြီးတော့အားနေလာခဲ့တယ်။နေရောင်ကိုလုံးဝမမြင်တွေ့ရတော့တဲ့အတွက်ကြောင့်လည်းသူ့ရဲ့ခန္ဓာကိုယ်ကဖြူဖြော့နေခဲ့တယ်။ ဖူဆောက်ကိုစနိုရဲ့လူမြောက်ရာလမ်းကလုံးဝမရှိသလောက်ပဲအရန်ငယ်သေးတဲ့အချိန်မှာအဖမ်းခံရတဲ့အပြင်အမြဲတမ်းအာဏာပြချိန်ချောင်းနှိပ်စက်တာကိုပဲခံနေရတဲ့အတွက်ကြောင့်ဖူဆောက်ကိုစနိုက ထွက်ပြေးဖို့ကြိုးစားတာတို့ကလန်ကဆန်လုပ်တာတို့လုံးဝမလုပ်တော့ဘဲနဲ့သူ့ကိုဖမ်းထားခဲ့တဲ့နာဗိုယူကီဆက်တိုရဲ့အမိန့်ကိုပဲတဝေမတိန်နားထောင်ပြီးတော့နေခဲ့တယ်။သူ့အတွက်ပျော်စရာဆိုလို့ဒီနာဗိုယူကီဆက်တိုပေးထားတဲ့ရေဒီယိုတသေးလေးတစ်ခုပဲရှိခဲ့တယ်။ ဒီလိုနဲ့အောက်ထပ်ကသူ့အမေကသူ့သားတခုခုတော့တခုခုပဲဆိုပြီးတော့တန်တရားရှိလာခဲ့တယ်။ သူ့သားကအရင်ကထက်လဲဒေါရပူကြီးလာခဲ့တယ်။သူ့ကိုလည်းပို့ပြီးတော့ကြမ်းကြမ်းတန်တန်ဆက်ဆံလာတယ်။အထူးသဖြင့်သူကအပေါ်ထက်တဲ့လေကားနာကိုလာတာတို့အပေါ်ထက်တဲ့အဲ့လိုမျိုးအလားလာရှိတာတို့ဘာလို့ဆိုရင်အဲ့သူ့သားအရန်စိတ်ဆိုးတယ်။သူ့ကိုအပေါ်ထက်ကိုလုံးဝမတက်ရဘူးဆိုပြီးတော့အမိန်ပေးထားခဲ့တယ်။သူ့သားကသူ့ကိုတားမြစ်ထားတဲ့အတွက်ကြောင့်အပေါ်ထက်ကိုမတက်ခဲ့ပေမဲ့သူကအပေါ်ထက်မှာတစ်ခုခုတော့မှားနေပြီဆိုပြီးတော့ထင်လာခဲ့တယ်။ တခါတလေသူ့သားအခန်းထဲမှာမရှိတဲ့အချိန်အိမ်မှာမရှိတဲ့အချိန်မှာလည်းပဲအပေါ်ထက်ကခြေတန်းလိုလိုလှုပ်ရှားတန်းလိုလိုကြားမိတယ်လို့သူကထင်တယ်။နောက်ပိုင်းရေးတွေကသူ့အိမ်ကိုရှာဖွေမှုတွေပြုလုပ်တဲ့အခါမှာဒီအမျိုးသမီးလက်ဆင်သုံးပစ္စည်းတို့သပင်ချီတဲ့ခေါင်းစည်းကြိုးတို့အဲ့လိုမျိုးမိန်းကလေးတွေနဲ့ဆိုင်တဲ့အသုံးဆောင်ပစ္စည်းတချို့ကိုလည်းတွေ့ခဲ့ရတဲ့အတွက်ကြောင့်သူ့အမေကအပေါ်ထပ်မှာမိန်းကလေးတယောက်ယောက်ရှိနိုင်တယ်ဆိုပြီးတော့တန်လျာရှိလာတာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့တချို့တဲ့တင်ရလည်းကောက်ချက်ချခဲ့ကြတယ် 2000ခုနှစ် January လ12ရက်နေ့မှာတော့သူ့အမေကသူ့သားအတွက်အရန်စိုးရိမ်တဲ့စိတ်ကိုတားလို့မရတော့ဘဲနဲ့ဒီနိဂါဒာကျမ်းမာရေးဌာနကိုဖုန်းဆက်ပြီးတော့သူ့သားရဲ့စိတ်ကျန်းမာရေးအခြေအနေကိုသူအရန်စိုးရိမ်နေတဲ့အကြောင်းပြောပြီးတော့အကူအညီတောင်းခဲ့တယ်။ဖုန်းဆက်တဲ့အချိန်သူကအပေါ်ထပ်မှာတခုခုတော့ထူးဆန်းနေတယ်ဆိုတာကိုလည်းထည့်ပြောခဲ့တယ်။ ရဲတွေကသူတို့အိမ်ကို January လ28ရက်နေ့မှာရောက်လာခဲ့တယ်။နာဘိုယိုဂီစတိုကရဲတွေအိမ်ကိုရောက်လာတာမြင်တဲ့အချိန်မှာအရန်ကိုစိတ်လုံရှားသွားခဲ့ပြီးတော့ရဲတွေကိုသူ့အခန်းကိုဝင်ကြည့်ဖို့ခွင့်မပြုခဲ့ဘူး။အဲ့ဒါကိုကသူ့အပေါ်မှာရေးရရဲ့တန်တရားကိုပို့ပြီးတော့ကြည်လာစေခဲ့တယ်။ဒါကြောင့်ပဲအပေါ်ထက်ကိုရအောင်တက်ပြီးတော့ကြည်လိုက်တဲ့အခါမှာသူတို့လုံးဝမထင်မှတ်ထားတဲ့ဖြူဖြော့ပြီးတော့အာဟာရချို့တဲ့ပုံပေါက်နေတဲ့ကမလီတယောက်ကိုဆောင်းအောက်မှာပုံနေအောင်တွေးခဲ့ရတယ်။ 9နှစ်အရွယ်ကလေးကအဲ့ဒီခန်းထဲမှာပဲနေခဲ့ရပြီးတော့လူသားဆိုလို့နာဘိုယူကီဆက်တိုကိုပဲမြင်ဘူးတော့တဲ့ဖူဆာကိုဆနိုကအစမှာရေးတွေကိုကြောက်ပြီးတော့သူဒီမှာပဲနေခဲ့ပြားစေဆိုပြီးတော့တောင်းဆိုခဲ့တယ်။ဒါပေမဲ့အာဟာရချို့တဲ့ပြီးဖြူဖြော့နေတဲ့ကလေးမလေးကိုရေးတွေကမစိုးရိမ်ဖို့ချော့မော်ပြီးတော့အဲ့ဒီခန်းထဲကနေခေါ်ထုတ်ခဲ့တယ်။နာဘိုယူကီဆက်တိုကိုလည်းစိတ်ကြမ်းမာရေးဆေးရုံကို ပို့လိုက်ကြတယ်။ ါပေမဲ့ရေးတွေကသူ့အခန်းထဲကမိန်းကလေးကလွန်ခဲ့တဲ့6နှစ်တုန်းကပျောက်သွားခဲ့တဲ့ဖူစာကိုစနိုးဆိုတာတိသွားပြီးတဲ့အချိန်မှာသူ့ကိုဖမ်းဆီးခဲ့ပါတယ်။တရားရုံးမှာအမှုဆိုင်တဲ့အချိန်မှာသူ့ရဲ့ရှိနေတဲ့ကသူ့ကိုစိတ်ကျမ်းမရင်းမကောင်းသူအနေနဲ့ပုံဖော်ပြီးတော့ကာကွယ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူကတာကိုတိစိတ်ရှိရှိနဲ့ကျွလွန်တာ၊သူကစိတ်ကျမ်းမရင်းချိုးတဲ့နေတဲ့သူမဟုတ်ဘူးဆိုတာထင်ရှားတဲ့အတွက်ကြောင့်သူ့ကိုထောင်ဒဏ်14နှစ်အမိန့်ချခဲ့ပါတယ်။ ူရှိနေတွေကအယူခံဝင်တော့သူ့ကိုထောင်နှံသုံးနှစ်ထပ်ပြီးတော့ရှော့ပေးလိုက်တယ်။ဒါကိုမကျေနပ်သေးဘဲနဲ့အယူခံထက်သက်တာမှငโกမူလ14နှစ်ကိုပဲပြန်ပြီးတော့အတီးပြုတ်ပေးလိုက်တယ်။ကျမကတော့ဒီ14နှစ်ကနေတောင်နေသေးတယ်လို့ထင်တာပဲ။သူက2015ခုနှစ်မှာထောင်ကနေထွက်လာပြီးတော့သူ့ရဲ့အသက်50နှစ်အရွယ်မှာတကိုယ်တည်းအထီးကျန်စွာနဲ့တည်ဆုံသွားခဲ့ပါတယ်။ ဖူးဆောင်ကိုစနိုကိုလည်းမိဘတွေရဲ့လက်ကို ရေးတွေကပြန်အပ်ပေးခဲ့ကြတယ်သူတို့အရန်ချစ်တဲ့သမီးလေးကဒီ16 19အရွယ်အပျိုကြီးဖဖဖြစ်မှသူတို့လက်ထဲကိုမမျောလိရေးတော့တဲ့အချိန်မှာပြန်ရောက်လာခဲ့တော့မိဘတွေကအရန်ပျော်သွားခဲ့တယ်။သူတို့မိသားစုရဲ့ပြန်လည်ဆုံစည်းမှုကဒီအင်္ဂလိပ်လိုပြောရမယ်ဆိုရင်ဒီ bitter sweet လို့မျိုးပေါ့နော်။ခါတီးတဲ့ချုံမြင့်ချင်းလို့ပြောရမလားအဲ့လိုမျိုးပေါ့နော်။ မိဘတွေကကလေးကိုအိမ်ပြန်ခေါ်လာရတဲ့အတွက်ကြောင့်သူတို့ရင်ခွင်ကိုပြန်ပြီးတော့ရောက်လာတဲ့အတွက်ကြောင့်အရန်ဝမ်းတာရပေမဲ့တစ်ဖက်မှာတော့သူတို့ကလေးရဲ့အုံနောက်အတိညာကဒီသူပြောက်သွားခဲ့တဲ့အချိန်ကဒီ၉နှစ်အရွယ်ကလေးတယောက်ရဲ့အတိပဲရှိနေတယ်ဆိုတာကိုသိလိုက်ရတော့ယဉ်ကျိုးသွားခဲ့တယ်။အသက်က၁၈၁၉ဖြစ်နေပေမဲ့သူကအရန်ကြောက်တတ်တဲ့ကလေးငယ်တယောက်လိုပဲပြုံမွေခဲ့တယ်စကားကိုလည်းတူတူလေးပဲပြောရေးတယ်လူတွေနဲ့မျိုးလုံးချင်းဆုံပြီးတော့မကြည့်ရေးဘူးတစိမ့်မြင်တာတို့ ဒီအတန်ကြေကြေကြတာလို့ဆိုရင်အရန်ကြောက်တယ်။ကိုခန္ဓာလည်းလမ်းတော်အနိုင်နိုင်လျှောက်ရတဲ့အဆင်ဖြစ်နေခဲ့တယ်။သူ့ကိုခန္ဓာပုံမှန်ပြန်တန်ဆွမ်းလာဖို့ကိုအချိန်အတော်ယူပြီးတော့ကုစားခဲ့ကြရတယ်။သူ့ရဲ့အုံနောက်မညံကသူ့အဖမ်းခံခဲ့ရတဲ့အချိန်ဒီအသက်၉နှစ်အရွယ်မှာရက်တန့်သွားသလိုဖြစ်နေခဲ့တယ်။သူ့ကိုဖမ်းသွားတဲ့နေ့ကအဖြစ်ပြက်တွေကိုသူကမှတ်မိတယ် ူကိုကုသပေးတဲ့ psychologist ကဘာပြောသလဲဆိုတော့သူကအလုံးစုံကိုမေ့သွားတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့အတွက်အချိန်ကသူအဖမ်းခံခဲ့ရတဲ့ဒီ1990မှာရက်တန့်သွားသလိုဖြစ်နေခဲ့တာတဲ့ သို့တော်လည်းပဲကျမ်းမာရေးနဲ့စိတ်ပညာရှင်တွေရဲ့ဝိုင်းဝန်းကုသပေးမှုတွေကြောင့်သူကတဖြည်းဖြည်းနဲ့တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။သူ့ရဲ့ trauma ကိုလည်းဒီစနစ်တကျကုထုံးတွေနဲ့တက်တာအောင်ကူညီပြီးတော့ကုသပေးခဲ့ကြတယ်။သူ့ကိုကုသတဲ့ပုံစံကဒီအရာအားလုံးကိုအစကနေဒီအခြေခံကနေပြန်တင်ပေးတဲ့ပုံစံနဲ့ကုသပေးခဲ့ကြတယ်။ဥပမာစကားကိုတက်တောင့်တက်တာပြောတတ်ဖို့တို့အပြင်ကိုထွက်ပြီးတော့လူတွေနဲ့ဆက်ဆံရေးတိဆောက်တာတို့အဲ့အရာတွေကိုပြန်ပြီးတော့လေ့ကျင့်ပေးခဲ့ကြတယ်။ ဒီလိုနဲ့ပညာရှင်တွေရဲ့ကုသပေးမှုသူမိသားစုရဲ့မေတ္တာနဲ့အိမ်နီးချင်းနဲ့မိတ်ဆွေတငယ်ချင်းတွေရဲ့ဝိုင်းဝန်းဖေးမမှုမေတ္တာပြမှုတွေကြောင့်ဖူဇော်ကိုစနိုလေးကတဖြည်းဖြည်းနဲ့တိုးတက်လာပြီးတော့လူမှုအတိုင်းဝိုင်းမှာပြန်ပြီးတော့ဝင်လာနိုင်ခဲ့တယ် ဒါပေမဲ့ဒီကိုးနှစ်လုံးလုံးဆူဆူရွရွပိတ်လောင်နှိပ်စက်ခံထားရတဲ့ကလေးတယောက်အတွက်ကတော့သူခံစားရတဲ့ trauma ကအလွယ်တကူတော့ပျောက်မသွားနိုင်ပါဘူး။သူ့ရဲ့စိတ်ကြမ်းမာရေးကအရင်လိုမျိုးပုံမှန်အနေထားကိုတော့ပြန်မရောက်နိုင်တော့ဘူးဆိုပြီးတော့ဖတ်ရပါတယ်။တကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်။ तू ကအဲ့ဒီဟိုပိတ်လောင်ခံထားရတဲ့အချိန်တုန်းကဆိုရင်ရဲအောင်အော်တာသူ့ကိုဖမ်းထားတဲ့ तू က အဲ့လိုတော့ပိတ်ပြီးတော့သူ့ထားခဲ့တာမဟုတ်ဘူးတဲ့။ तू ကနောက်ပိုင်းမှာဒီသူ့အကြောက်တရားအရန်ဆိုးမိုးသွားတဲ့အခါမှာ तू က तू ထွက်ပြေးလို့ရတယ်ထွက်ပြေးရမယ်ဆိုတဲ့အတိတော့မရှိဘူးအဲ့လိုဖြစ်သွားခဲ့တာ။ဆိုတော့သူ့အချိန်တည်းကအရန်ကိုဆိုးခဲ့တာဆိုတော့အခုမိဘလက်ထက်ကိုပြန်ရောက်သွားတဲ့အချိန်မှာတော့မှဒီလောက်ဒီကုသမှုတွေဖိမမှုတွေအများကြီးရှိတဲ့အတွက်ကြောင့်တိုးတက်လာတဲ့ဆိုပေမဲ့လုံးလုံးတော့ပြန်မကောင်းနိုင်တော့တဲ့အနေအထားကိုရောက်သွားခဲ့ပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဖူဆာကိုစနိုလေးကမိဘတွေနဲ့အတူလေလောက်ကူရင်းနဲ့သူငငယ်လေးကလေးကအရန်ကြိုက်တဲ့ဘေ့စ်ဘောလေးတွေကိုပြန်ပြီးတော့ကစားတာတို့ပွဲတွေသွားကြည့်တာတို့လုပ်ရင်းနဲ့သူ့ဘဝကိုလူတွေကြားထဲမှာနေတတ်အောင်စူးစမ်းတင်ယူပြီးတော့နေထိုင်နေပါတယ်ဆိုပြီးတော့သိရပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်